မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ကိုမပြတ်မစီပဲထိခိုက်မှုအ ਨੇ ဆုံးနဲ့အကောင်းဆုံးရယူထိမ့်သိမ့်နိုင်မှုဂျိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့အမျိုးသားညီညီအစိုးရ UNG ဝန်ကြီးဒေါက်တာဇော်ဝေစုကပြောလိုက်ပါတယ်။အချမ်းဖတ်စစ်ကောင်စီကဒီကနေ့စတင်မလာကိုရနေတရလုံးနေ့အချိန်နဲ့ညအချိန်တွေမှာပါရန်တိုင်းမင်းစစ်စင်ရေးခေါင်းစဉ်အောက်ကနေလေရင်နဲ့ပုံကျဲမှုတွေကိုနေရအနှံပြမှာဆောင်ရွက်မှုရှိနေပြီ။ လေတက်အသီးသီးမှာဒီကနေ့ပြန်တမ်းမဲ့စည်ရင်းတွေမြပြနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးမြို့ကိုမပြတ်မစီးပဲထိခိုက်မှုအ ਨੇ ဆုံးနဲ့အကောင်းဆုံးရယူထိမ့်သိမ့်နိုင်ဖို့ဂျိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့အမျိုးသားညွှန်အစိုးရ MG ကျမကြီးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောလိုက်ပါတယ်ရန်ကုန်ခေတ်တည်တဲ့ဌာနကနေထုတ်လွှင့်ပေးနေတဲ့ ပြည်သူမှပြည်သူတို့အပတ်စဉ်တွေ့ဆုံမေးမြန်းခန်းမှာဒေါက်တာဇော်ဝေဆိုးကပြောတော့တာပါမန္တလေးမြို့ဟာမြန်မာနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့အပြင်အချက်ကြာကြာပြီးထူးခြားတဲ့မြို့လည်းဖြစ်တဲ့အတွက်မန္တလေးမြို့ကိုသိမ့်ပိုက်နိုင်ဖို့ဒေါ်လန်ရဲ့အင်အားစုတွေဘက်ကအရင်ကတည်းကကြိုတင်ပြင်ဆင်မှုတွေရှိနေပြီးသားဖြစ်တယ်လို့တပတ်ကပြည်ဦးလွယ်အတွက်လည်းကြိုတင်ပြင်ဆင်မှုတွေရှိနေပါတယ်လို့ MG ဝင်းကြီးဒေါက်တာဇော်ဝေဆိုးကရှင်းပြထားပါတယ်ဒါအပြင်မန္တလေးမြို့မှာကနိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိုံတွေမှာက ကျမရဲ့ပညာရေးတို့နဲ့ပတ်သက်ရင်လေမြန်မာနိုင်ငံအပေါ်ပိုင်းကြီးတစ်ခုလုံးအတွက်လိုအပ်တဲ့စရင်စရာတွေပစ္စည်းစေးဝါးတွေတိုးလာမှုရှိပြီးဆက်သွယ်ရေးနဲ့ပတ်သက်ရင်လေအားလုံးရှိထားပြီးသားဖြစ်တယ်လို့လေ MG ဝင်းကြီးဒေါက်တာဇော်ဝေစိုးကပြောထားပါတယ်အခုမန္တလေးမြို့ကိုတင်ပိုက်ရေးစီမံချက်တွေထဲမှာတိုင်းသားအင်အားစုတွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေအပြင် CDM တွေအပါအဝင်ပြည်သူတွေရဲ့ပါဝင်မှုနဲ့အတူ MG ဝင်းကြီးဌာနအသီးသီးအကြမ်းမှာလေပေါင်းစပ်မှုတွေရှိထားပြီး မြို့ကိုမပြတ်မစီးပဲထိခိုက်မှုအ ਨੇ ဆုံးနဲ့အကောင်းဆုံးရယူထိမ့်သိမ်းနိုင်မှုအဖက်ဖက်ကနေအားလုံးအစီအစဉ်တကြဆောင်ရွက်နေတယ်လို့ MG ဝင်းကြီးဒေါက်တာဇော်ဝေဆိုးကပြောထားပါတယ်။တစ်ဖက်မှာတော့မန္တလေးမြို့နဲ့အနီးကမတရားစင်ကူးနဲ့တပိတ်ချင်းမြို့တွေကိုတော်လန်ရေးတပေါင်းစုတွေကတင်ပတ်ရရှိထားပြီးမန္တလေးမြို့နဲ့မိုက်အနေငယ်သာဝေ့တော့တဲ့နေရာတွေအထိတော်လန်ရေးတပ်တွေရဲ့ထုတ်စစ်ကတဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ အကျန်းဖတ်စစ်ကောင်စီကဒီကနေ့စက်တင်ဘာလ9ရက်နေ့တရက်လုံးနေ့ချင်းနဲ့ညချင်းတွေမှာပါရန်တိုင်းမင်းစစ်စင်ရစ်ကောင်းစင်အောက်ကနေလေရင်နဲ့ပုံကျဲမှုတွေကိုနေရအနှံ့အပြားမှာဆောင်ရွက်ဖို့ရှိနေပြီလေတဲ့အသီးသီးမှာဒီကနေ့ပြန်တမ်းမဲ့စရင်တွေများပြနေတယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့လေတဲ့အသီးသီးကနေတိုက်လေရင်ပြန်တမ်းမဲ့စရင်တွေအရမ်းညနေပြီရန်တိုင်းမင်းစစ်စင်ရစ်အောက်မှာပြန်တမ်းကြမှာဖြစ်တယ်လို့လည်းသိထားရတယ်လို့အဲ့လိုလေရင်အတက်များတာကဘုံကျဲမှုတွေများနိုင်တဲ့သဘောဖြစ်တဲ့အပြင် ီနေ့တနေ့လုံးမြပတ်တွင်မှာပါနေရအနှံပြားကိုစစ်ကောင်စီဘက်ကလေးနဲ့ဘုံကျဲတာတွေလှုပ်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကပြောထားပါတယ်။အဲ့ဒီအတွက်လွမြောက်နေမြေတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတတိထားတင်ပါတယ်လို့လည်းနေပြည်တော်ဖရဲသည့်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာ။တဆက်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံမြို့ကိုဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်ပိုင်းမှာပဲအကြံဖက်စစ်ကောင်စီကလေရင်နဲ့လာပြီးထပ်မံဘုံကျဲတွားပြန်တဲ့အတွက် ရတပီသူ12ဦးဒဏ်ရာရထားပြီးထိခိုက်ပျက်စီးမှုအခြေအနေတွေကိုဆက်လက်ဖော်ပြပေးသွားပါမယ်လို့လည်း MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။ဒီကနေ့စတင်မလာ9ရက်နေ့မနက်10:00နာရီခွဲလောက်မှာပဲလာရှိုမျိုးရက်ွက်တဲ့အတွင်းကိုအကြံဖတ်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံနှလုံးထက်မှန်ကျဲချသွားပြန်နေဆိုပါတယ်။အဲ့ဒီအချိန်ပြည်သူတွေလည်းအကုန်လုံးထွက်ပြေးကြရပြီးအဆောက်အုံတွေရောကားတွေရောထိခိုက်မှုရှိထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီး MNDAA ဘက်ကလည်းလာရှိုးမြို့ကိုဒီကနေ့မနက်ပိုင်းမှာပဲစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းအရသာပြည်သူ၁၂ဦးဒဏ်ရာရထားပြီးနေအိမ်အဆောက်အုံဆုံးရှုံးပျက်စီးမှုနဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်အသိပေးသွားမှာဖြစ်တယ်လို့လည်း MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့မြင်းကျန်နထိုးကြီးကားလမ်းပိုင်းမှာတော်လရင်တပ်တွေကနေမြေလုံးကျုံရိတ်စစ်ဆေးတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်လို့မြန်မြန်ခရိုင်အမှတ်နှစ်တရင်ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်စတင်မလာ6ရက်နေ့ကပဲမန္တလေးတိုင်းမြန်မြန်နထိုးကြီးကမ်းလမ်းပိုင်းမှာတော်လိုင်းရဲတပ်တွေကနေမြေလုံခြုံရေးအနေနဲ့မြို့ပေါ်ကနေလာတဲ့ဆိုင်ငယ်တွေကိုတားဆီးစစ်ဆေးမှုတွေလှုပ်ဆောင်ပေးခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးလိုက်ပါလာတဲ့ဆိုင်ငယ်ကိုတော်လိုင်းရဲတပ်တွေကစစ်ဆေးမိသွားပြီး မြင်းညာမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်နေတဲ့အတွက်လူရောစိုင်းကယ်ပါဖမ်းဆီးထိန်းသိမ်းပြီးတော့ဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့လဲမြင်းကြံ Ranger အဖွဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာဒီတခါရန်ကုန်မြို့မှာတော့ကမာမြို့မြို့မှာချက်ဖက်စစ်ကောင်စီတပ်ကလူမိုက်တခိုးနဲ့ထောင်ထွက်တွေကိုပြုစော်တီအပြစ်အသွင်ပြောင်းမွေးပြီးတဲ့နောက်မှာပဲခိုးမှုဖောက်ထွင်းမှုနဲ့လူရဲမှုအပါအဝင်ရာဇဝတ်မှုတွေအလွန်များပြားလာတယ်လို့ကမာမြို့မြို့နယ်မှာရှိတဲ့ပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် လက်ရှိကမာရွတ်မြို့နယ်ရက်စခန့်ကရက်တပ်ဖွဲ့ဝင်စိုးမင်းပိုင်ဆိုတဲ့သူဦးစီးပြီးတော့လူငယ်တွေကိုဖမ်းဆီးစစ်ဆေးချိန်ချောက်ငွေညှစ်တာတွေလုပ်နေရမှာစစ်တပ်ကမွေးထားတဲ့တခိုးလူမိုက်နဲ့ထောင်ထွက်တွေကပါအုပ်စုဖွဲ့ရာဇဝတ်မှုတွေလုပ်နေကြပြီးအခုလက်တော့ကမာရွတ်မြို့နယ်တခုလုံးမှာလဲခိုးမှုနဲ့ဖောက်ထွင်းမှုတွေဇက်တိုက်ကိုဖြစ်လာနေတယ်ဆိုပါလေစတင်မလာ၃ရက်နေနဲ့၄ရက်နေတွေကဆိုရင်ကမာရွတ်မြို့နယ်ဇော်ဒီကလမ်းထဲမှာကားတွေကိုတော့ဖြတ်ပြီးတော့ပစ္စည်းခိုးတာတွေကိုအုပ်စုဖွဲ့လုတ်သွားကြပြီး ရဲစခန်းကိုတိုင်ပေမဲ့လည်းဘာအကြောင်းမှမထူပဲခိုးမှုဒွေတာဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါ့အပြင်ကမာယိုမြို့နယ်ပြည်ရိတ်မုံအင်ယာမှာလည်းတိုက်ခန်းတွေဖောက်ထွင်းခံရတဲ့အပြင်ရေမော်တာစပိန်ကအစခိုးသွားတာတွေနဲ့ကမာယိုဂုံကျော်တံတားပေါ်မှာလည်းညအချင်းဖုန်းအလူခံရတာတွေအိတ်အလူခံရတာတွေဟာဇက်တိုက်ကိုဖြစ်နေပြီးရိုက်လူခံရလို့စိတ်ယုံပို့ရတဲ့လူနာဟာလည်းအခုရက်ပိုင်းမှာတင်9ရက်ရှိနေပြီဖြစ်တယ်လို့ကမာယိုမြို့နယ်လူမှုကွန်ရီးအဖွဲ့ဝင်တအုပ်ကပြောထားပါတယ်။ အဲ့ဒီလိုမြို့ပေါ်မှာခိုးယူလူရဲမှုတွေနဲ့ရာဇဝတ်မှုတွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်နေတဲ့သခိုးတွေနဲ့ထောင်ထွက်လူမိုက်တွေဟာစစ်တပ်ကမွေးထားတဲ့ပြူစောတီတွေဖြစ်နေပြီတချို့ပြူစောတီတွေဆိုလိုင်စင်မဲ့ဆိုင်ကယ်တွေပါတရားဝင်စီးကွင်းရထားတဲ့အပြင်တနက်နဲ့လက်ထိတ်ကန်ဆောင်ခွင့်ပါရထားတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ မြန်မာနိုင်ငံအတွင်းကိုလုပ်ငန်းရှင်တွေကိုတိုင်ပို့ကုန်ရငွေနဲ့သာစေဝါနဲ့စေပစ္စည်းတင်သွင်း권ပြုမယ်ဆိုတဲ့စစ်ကောင်စီရဲ့ညွှန်ကြားစာဟာခေတ်သစ်မီဒီယာမှာပေါက်ကြားမှုကိုဖြေရှင်းပေးရမယ်ဆိုပြီးစေဝါအသင်းစီကိုစစ်ကောင်စီရဲ့စီးပွားကူတန်းဝင်ကြီးဌာနကနေဖြေရှင်းချက်တောင်းနေတဲ့စာဟာလေခေတ်သစ်သတင်းဌာနကိုထပ်မံပေါက်ကြားလာပါတယ်အကြံဖတ်စစ်ကောင်စီရဲ့စီးပွားကူတန်းဝင်ကြီးဌာနကအော်ဂလ28ရက်နေ့ရက်စွဲနဲ့မြန်မာနိုင်ငံမှာစေဝါတွေပါဝင်သွင်းကုန်တွေအလုံးအတွက်အမေရိကန်ဒေါ်လာတွေကို စစ်ကောင်စီကမယောင်းပေးတော့ဘဲလုပ်ငန်းရှင်တွေကိုယ်တိုင်ကပဲပို့ကုန်ရငွေဒေါ်လာတွေဝယ်ပြီးတင်သွင်းရမယ်အကြောင်းတွေပါတဲ့စာကိုမြန်မာနိုင်ငံဈေးဝယ်နဲ့ဈေးပစ္စည်းလုပ်ငန်းရှင်များအသင်းစီစစ်ကောင်စီကစပို့ညွှန်ကြားလိုက်ရမှာအခုလ30ရက်နေ့ကပဲခေတ်သစ်မီဒီယာကနေသတင်းဖော်ပြခဲ့တာပါအဲ့ဒီညွန်ကြားစာပေါက်ကြားလို့ဆိုပြီးစတေမာလာ၂ရက်နေ့မှာအဲ့ဒီစစ်ကောင်စီရဲ့စီးပွားကူတန်းဝင်ကြီးဌာနကနေထပ်ပြီးတော့ခေတ်သစ်မီဒီယာကိုပေါက်ကြားသွားတဲ့ညွန်ကြားစာအတွက် မြန်မာနိုင်ငံဆေးဝါးနဲ့ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကနေဖြည့်ရှင်းချက်ပေးဖို့ပြောထားတဲ့စာကလည်းခေတ်သစ်မီဒီယာကိုထက်မှန်ပေါက်ကြားခဲ့ပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ